နောင်နဆချကဘာဖလာကိုလဲချွန်နိုင်တယ်နမဲကြီးထမင်းငတ်အတင်များအားလုံးပဲမင်္ဂလာပါလာမယ့်နောင်နဆချခုနှစ်မှာဆိုရင်တော့ဘလုံးလောကရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်တဲ့ကဘာဖလာပြိုင်ပွဲကြီးကျင်းပတော့ဖို့ရှိနေပါတယ်ဒီကကဘာဖလာပြိုင်ပွဲကြီးကိုအမေရိကန်မက္ကဆီကိုနဲ့ကနေဒါသုံးနိုင်ငံကပူးတွဲအင်ရှင်နေနဲ့ကျင်းပတော့မှာပါဒါအပြင်ပြိုင်ပွဲဝင်အသင်းယူတက်လဲတိုးမြင့်ထားပြီးတော့ပုံစံသစ်နဲ့ပထမဆုံးကျင်းပမယ်ကဘာဖလာလေးဖြစ်ပါတယ်လရှိမှာတော့သက်ဆိုင်ရာစုံဒီလိုက်ချစ်စစ်ပွဲတွေကစားနေကြပြီးတော့ချစ်စစ်ပွဲအောင်ထားတဲ့အသင်းတွေလည်းထွက်ပေါ်နေပါပြီ ဒါပေမဲ့တချို့သောနာမည်ကြီးအသင်းတွေကတော့2024ကမ္ဘာဖလားပြိုင်ပွဲကြီးနဲ့လွဲချော်သွားဖို့ရှိနေပါတယ်။ နံပါတ်1အနေနဲ့ကတော့အီတလီအသင်းပဲဖြစ်ပါတယ်။ဥရောပအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့အီတလီအသင်းဟာဆိုရင်တော့နှလုံးဖက်ရှင်နဲ့နှလုံးနဲ့ဆက်နေနောက်ဆုံးကမ္ဘာပလာကိုနှစ်ချိန်ဆက်တိုက်ကိုလွှဲချော်ထားခဲ့ပါတယ်။အရှိကမ္ဘာပလာချိန်ဆက်ပွဲမှာလည်းအီတလီအသင်းကတိတ်ပြီးတော့အချိန်ကြီးကောင်းမနေပါဘူး။ပြီးခဲ့တဲ့အုပ်စုအဖွဲ့ပွဲမှာဆိုရင်တော့နော်ဝေးအသင်းကပါသုံးခုပြည့်နေအချိန်နေနေရပါတယ်။ဒါပေမဲ့မော်ဒူဝါအသင်းကိုပြန်နိုင်ထားခဲ့တာကြောင့်အမှတ်ပေးစရာမှာတော့ရမှတ်၃မှတ်နဲ့အဆင့်၃နေရာမှာရပ်တည်နိုင်ပြီးပါတယ်။နံပါတ်2အနေနဲ့ကတော့ဘယ်ဂျီယံအသင်းပဲဖြစ်ပါတယ်။ ရှီအာမျိုးစားကိုပိုင်ဆိုင်ထားခဲ့ပြီးတော့2018ကပ္ပပလာမှာဆီမီဖိုင်နယ်အဆင့်တိရောက်ရှိခဲ့တဲ့ဘယ်ဂျီယံအသင်းဟာဆိုရင်တော့မျိုးဆက်ပြတ်သွားတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ဖြစ်စပွဲအဆူအပွင့်ပွဲမှာလည်းမြောက်မက်ဆီဒိုနီးယားအသင်းကိုတည်ရသာကစားနိုင်ခဲ့ပြီးတော့ဒုတိယမြောက်ပွဲမှာလည်းဝေးရစင်းကိုခက်ခက်ခဲခဲကစားပြီးမှအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ။လက်ရှိချိန်မှာတပွဲနိုင်တပွဲရှုံနဲ့ရမတ်လေးမှတ်ရရှိထားပြီးတော့အဆင့်သုံးကိုရရှိနေတာကြောင့်ချစ်စစ်ပွဲအောင်မှုတော်စိတ်မချရသေးပါဘူး။နံပါတ်3နေနေကတော့နိုင်ဂျီးရီးယားအသင်းပဲဖြစ်ပါတယ်။နိုင်ဂျီးရီးယားအသင်းဟာဥရောပရောနာမည်ကြီးကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့အာဖရိကအင်အားကြီးကလပ်တစ်ခုဖြစ်ပါတယ်။သူတို့တင်းရဲ့တိုက်စစ်မှာအော်စီမန်၊လုတ်မန်နဲ့ဘိုနီဖေ့စ်တို့လိုထိုက်တန်ကစားသမားတွေပါရှိနေတာပါ။ဒါပေမဲ့လည်းအာဖရိကဆုံးခြေစစ်ပွဲမှာတော့နိုင်ဂျီးရီးယားတင်းလဲချင်းနေသိကောင်းမနေပါဘူး။၆ပွဲကစားပြီးတဲ့အချိန်မှာတပွဲနိုင်၄ပွဲတည်ကြထားပြီးတော့တပွဲရှုံးနေထားခဲ့ပါဗျ။ ဆရာထိတ်ကတောင်အာဖရိကအသင်းနဲ့ရမတ်ခဏမှန်းထိပြန်နေခဲ့ပြီးတော့အကောင်းဆုံးဒုတိယနဲ့ခြေစပွဲအောင်မှုတော့မတိကျတဲ့အနေအထားမှရှိနေပါတယ်။နံပါတ်၄နေနေကတော့ချီလီအသင်းပဲဖြစ်ပါတယ်။တောင်အမေရိကဆိုတာအင်အားကြီးကလပ်တစ်ခုဖြစ်တဲ့ချီလီအသင်းဟာဆိုရင်တော့2016ကမ္ဘာဖလားပြိုင်ပွဲကြီးကိုလွှဲချော်သွားဖို့ရှိနေပါတယ်။ ခြေလေသင်းအားတစ်ချိန်လုံးကဆိုရင်တော့အတူတူဗီဒီယိုနဲ့အလက်စစ်ဆန်ချက်တို့လိုကြက်ပွဲငွေစားသမားတွေရှိခဲ့ပူပြီးတော့2015နဲ့2016တို့မှာကိုပါအမေရိကချန်ပီယံအောင်ဖြစ်ခဲ့တာပါလက်ရှိတောင်အမေရိကဆောင်ကခြေစုပ်ပွဲဆက်သင်းအုပ်စုမှာခြေလေသင်းကတော့ဇာအောင်ဆုံးမှုရောက်ရှိနေပါတယ်အဲကြောင့်ခြေလေသင်းအနေနဲ့ကမ္ဘာ့ဗလားခြေစုပ်ပွဲမအောင်မှုကရာခိုင်နှုန်းတော်တော်လေးများသွားခဲ့ပါပြီအမှန်ငါးနေနေကတော့ခရိုအေးရှားပဲဖြစ်ပါတယ်2016နဲ့2020နှစ်ကမ္ဘာ့ဗလားဒီမှာအကောင်းဆုံးလွတ်ပြနိုင်ခဲ့တဲ့ခရိုအေးရှားတင်ကတော့ကမ္ဘာ့ဗလားဝင်ခွင့်မှာဆုံးရှုံးရလာနိုင်ပါတယ်သူတို့တင်းရဲ့လူရှင်းမှာအထူးကကစားသမားတွေအသက်ကြီးလာ ဲ့ပြဿနာကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လေခရိုအီးရှားသင်းကအောက်ဆုနပွဲကစားပြီးတဲ့အချိန်မှာရမှတ်6မှတ်နဲ့အဆက်နှစ်နေရာကိုရောက်ရှိနေပါတယ်။အဆုံးလေးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။